မင်္ဂလာပါ Super Hero Spotlight ကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ DC Animated Universe ကလင်းတို့လူသားကြီးအသေးကွဲခဲ့မှုတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကိုပြောပြပေးပါမယ်ဖြစ်ပါတယ်။ Gotham မြို့ရဲ့တနေရာမှာတော့ Chucky Saw ဆိုတဲ့စီးပွားရေးသမားတို့ကငွေမဲခါဝါချဖို့နဲ့ပတ်သက်ပြီးစီးပွားရေးကိစ္စတွေဆွေးနွေးနေပါတယ်။ဒါကိုဗမ်မန်ကထုတ်ဆန်တဲ့ရာဇဝတ်မှုတိုက်ဖြတ်ဖို့ရည်ရွယ်ချက်နဲ့ရုတ်တရက်ဝေရောက်လာပြီးချက်ကီဆိုးတို့အဖွဲ့ကိုဝင်တီးပါတယ်ချက်ကီဆိုးကတော့ငွေမဲတွေထည့်ထားတဲ့အိတ်ကိုယူပြီးထွက်ပြေးပါတယ် အဲ့ဒီချိန်မှာမိဘငွေတထောင်ထောင်ထနေရဲ့ကြားထဲကနေထွက်လာတဲ့မျက်နှာဖုံးဝင်လူတူကတေချင်းနမန်တော်ဟာမင်းကိုစောင့်နေရလို့ပြောပြီးချက်ကီဆိုးရှိကိုပေါ်လာပါတယ်။ဒါကြောင့်ချက်ကီဆိုးကတနတ်နဲ့ထုတ်ပြလိုက်ပေမဲ့မျက်နှာဖုံးဝင်ထားတဲ့လူကဘာမှမဖြစ်ခဲ့ပါဘူး။ချက်ကီဆိုးကတနတ်တင်နေရိုက်ဖို့လိုခဲ့ပေမဲ့လည်းမျက်နှာဖုံးဝင်လူကဖျက်ဆီးခဲ့ပါတယ်။ဒီလိုနဲ့ချက်ကီဆိုးကကားတစီးရှိကိုအမြန်ပြေးသွားပြီးမျက်နှာဖုံးဝင်လူကိုတိုက်တက်ဖို့မောင်းလာပါတယ်။မျက်နှာဖုံးဝင်လူကလည်းကားမှန်ရှိပေါ်ခုန်တက်လိုက်ပြီးကားမှန်ကိုခွဲပြစ်လိုက်ပါတယ်။ ဂျက်ကီဆိုးကလည်းကြောက်ရလန်အားနဲ့မက်တဖုန်းဝက်လူကိုကားပေါ်ကနေခါချလိုက်တဲ့အတွက်မက်တဖုန်းဝက်လူလည်းကားပေါ်ကနေပြုတ်ချသွားပါတယ်။ထွက်ပြေးသွားရင်လွတ်နိုင်ပေမဲ့အချက်မကောင်းတဲ့ဂျက်ကီဆိုးကမက်တဖုန်းဝက်လူရှေ့စီကိုကားပြန်မောင်းလာပြီးတိုက်တပ်ဖို့ကြိုးစားပါတယ်။မက်တဖုန်းဝက်လူကလည်းဂျက်ကီဆိုးမောင်းလာတဲ့ကားကိုမြင်တော့မိခိုးငွေတွေအုံပြူပြီးခုံလိုက်ပါတယ်။မိခိုးငွေတွေရှေ့မှာဖုံးသွားတော့ဂျက်ကီဆိုးလည်းမမြင်ရတော့တဲ့အတွက်သူကတိုက်ပေါ်ကနေပြုတ်ချသွားပြီးတခြားတိုက်တစ်ခုပေါ်မှာတောင်းတင်သွားပါတယ်။ချက်ကီဆိုးလည်းအဲ့ဒီနေရာမှာပွဲချင်းပြီးတည်ဆုံသွားခဲ့ပါတယ်။ ချက်ကီဆိုးရဲ့ကားကိုဘန်မန်ကတိုက်ပေါ်ကနေလှမ်းကြည့်နေတာကိုတိုက်အောင်မှာရှိတဲ့ပြည်သူလူထုကလှမ်းမြင်သွားပါတယ်။ဘန်မန်ကတော့ကားမှန်ကွဲစားတွေကိုစစ်ဆေးနေရင်မျက်နှာဖုံးဝစ်လူကသူ့ကိုလှမ်းကြည့်နေတာမြင်သွားတဲ့အတွက်မျက်နှာဖုံးဝစ်လူနာကိုလိုက်သွားပါတယ်။ဒါပေမဲ့မျက်နှာဖုံးဝစ်လူထုလူစံကခြေရဖျောက်သွားတာမြန်လို့ဘန်မန်လည်းအမိမလိုက်နိုင်ခဲ့ပါဘူး။စီဝိုင်းသမားချက်ကီဆိုးရဲ့တည်ဆုံမှုနဲ့ပတ်သက်ပြီးမြို့တော်ကောင်စီဝင်တူဖြစ်တဲ့အာသာဆိုသူကတော့ဗမန်ရဲ့လုပ်ရက်တွေကရာဇဝတ်သားတွေနဲ့ဘာမှမထူးခြားဘူးဆိုပြီးပြောဆိုနေပါဗျ။ ရဲမှူးကြီးခေါ်တော်ကတော့ဗမန်သက်တာမဟုတ်ဘူးဆိုပြီးဝင်ပြောလိုက်ပါတယ်။ဗမန်ကတော့သူ့ရဲ့လင်းနိုကူကကွန်ပျူတာကိုအသုံးပြုပြီးသူယူလာခဲ့တဲ့ချက်ကီဆော့ရဲ့ကားမှန်ခွဲစားအပေါ်က adaptogen ဓာတ်ငွေ့ရဲ့ဓာတ်ဥအကျဉ်းချန်တွေကိုစစ်ဆေးနေပါတယ်။လေရင်တစည်းပေါ်မှာတော့အမျိုးသမီးငယ်တစ်ယောက်နဲ့မြို့တော်ကောင်စီဝင်အာသာတို့ကတင်တာဒိတ်ကြဖို့ချိန်ဆနေကြပါတယ်။အဲ့ဒီအချိန်မှာဗမ်မန်တစ်ဖြစ်လဲဘရုစ်ဝိန်းကတော့သူ့ရဲ့ဆိုင်မှာပါတီဝဲတစ်ခုကျင်းပနေပါဗါတီဝဲအတွင်းဘလေးဝိုင်းဖြစ်တဲ့ဘရုစ်ဝိန်းကပဲမင်းကလေးနဲ့မှအတီးတွဲတာမဟုတ်ဘူးဆိုပြီ Bruce Wayne ပလေးသွားတာခံလိုက်ရတဲ့မြို့သမီးတယောက်ကဝိုင်းကွက်နဲ့ Bruce Wayne ကိုလာပတ်သွားပါတယ်။အဲဒီချိန်မှာမြို့တော်ကောင်စီဝင်အာဇာကရောက်လာပြီး Bruce Wayne ကိုမျက်နှာတုပ်ပေါ်ကတခုကမ်းပေးလိုက်ပါတယ်။နောက်ပြီးတော့ပလေးဝိုင်းကြီးဖြစ်တဲ့ Bruce Wayne ကသူ့ရဲ့ချစ်သူဟောင်း Andrea Barmont နဲ့ဘာလို့ပြတ်သွားခဲ့ရတာလဲဆိုပြီးအာဇာကမေးလိုက်ပါတယ်။ Bruce Wayne ကတော့ဘာမှပြန်မဖြေပဲသူ့ရဲ့အခန်းထဲကိုပြန်ဝင်သွားပြီးသူနဲ့အတိတ်ကချစ်သူဟောင်း Andrea ရဲ့ဇာတ်လမ်းကိုပြန်စဉ်းစားမိသွားပါတယ်။ ငယ်စဉ်ခါကသတိသားလေး Bruce Wayne တရားကိုတည်ဆုံသွားတဲ့သူမိဘတွေရဲ့အုတ်ဂူစီကိုပြန်သွားခဲ့ပါတယ်။အဲဒီအချိန်မှာ Andrea Barmont ကလည်းတည်ဆုံသွားတဲ့သူမမိခင်ရဲ့အုတ်ဂူစီကိုလာခဲ့တာဖြစ်ပါတယ်။ Bruce နဲ့ Andrea တို့နှစ်ယောက်ကအဲဒီနေရာမှာဆုံပြီးတယောက်နဲ့တယောက်စတင်စိတ်ဝင်စားခဲ့ကြတာဖြစ်ပါတယ်။ Bruce Wayne က Batman ဖြစ်ခင်တုန်းကတာမန်လူစိုးတိုင်းဘဝနဲ့ဖြတ်တန်းခဲ့မှုတွေအချိန်တစ်ခုရှိခဲ့ပါတယ်။အဲတော့ကသူကတာမန်မျက်နှာဖုံးစုပ်ဝတ်ပြီးပဲရာဇဝတ်မှုတွေကိုတိုက်ဖက်နေခဲ့တာဖြစ်ပါတယ်။ ဒါမှမဲ့ရာဇဝတ်သားတွေကသူ့ကိုမကြောက်ကြတော့ကြောက်သွားအောင်တခုခုလုပ်ဖို့လိုအပ်ကြောင်း Bruce Wayne တယောက်စဉ်းစားနေပါတယ်။အဲဒီချိန်မှာသူ့ဆိုင်ကိုအုတ်ဂူမှာတွေ့ခဲ့တဲ့ Andrea ရောက်လာခဲ့ပါတယ်။ဗန်မန်ကဂျူဂျေဆုတိုင်းပညာကိုလေ့ကျင့်နေတဲ့အချိန်မှာ Andrea ကလည်းကိုခန့်ပညာတက်ကျွမ်းကြောင်းတကွဲပြသလိုက်ပါတယ်။ဒါကြောင့် Bruce Wayne ကလည်းသဘောကျသွားပြီး Andrea နဲ့စတင်ချစ်ကြိုက်ခဲ့မိပါတယ်။ဒီလိုတိတ်ဟောင်းကချစ်သူလေးကို Bruce Wayne တယောက်လမ်းဆွဲတန်းတားနေခဲ့တာဖြစ်ပါတယ်။ ဇာလန်အစမှာတိုက်ဆုံသွားခဲ့တဲ့ချက်ကီဆိုးရဲ့စီးပွားပဲမိတ်ဆွေတူဖြစ်တဲ့ဘတ်စ်ဘရွန်စကီဆိုသူကချက်ကီဆိုးရဲ့အုတ်ဂူကိုလာရောက်ပြီးပန်းခွေလာချတဲ့အချိန်မှာမျက်နှာဖုံးဝင်လူကဘတ်စ်ဘရွန်စကီကိုတတ်ဖို့ရောက်လာခဲ့ပါတယ်။ဘတ်စ်ဘရွန်စကီကလည်းကြောက်ကြောက်လန့်လန့်နဲ့ပြေးလွှားရင်ကျွင်းတူးထားတဲ့တင်ချိုင်းကျွင်းတစ်ခုတည်းကိုပြုတ်ကျသွားခဲ့ပါတယ်။မျက်နှာဖုံးဝင်လူကတော့ကျွင်းပေါ်မှာရှိတဲ့ရုပ်ထုကြီးတစ်ခုကိုတွုံးပြီးတက်လိုက်ပါတယ်။ဘတ်စ်ဘရွန်စကီရဲ့တပည့်တွေကတော့အရေးမမဲဝေးယုံကြီးပဲမြင်လိုက်ရတော့ဗမ်းမန်းကတက်သွားတယ်ပဲထင်လိုက်ကြပါတယ်။ ဘန်မန်းကသူ့ရဲ့စီးပွားဘတ်တွေကိုတယောက်ပြီးတယောက်လိုက်တက်နေရဆိုတဲ့သတင်းတွေကိုဘန်းနိုင်ရင်ကျယောဂါဖြစ်နေတဲ့အဖိုးကြီး Savitor Vlastra ဆိုသူကညင်ပြီးထိတ်လန့်သွားပါတယ်ဒီကိစ္စတွေကိုမြို့တော်ကောင်စီဝင်ဖြစ်တဲ့အာသာကဘန်မန်းကိုဖမ်းကြဖို့ရဲတွေကိုပြောလိုက်ပါတယ်ရဲမှူးကြီးကော်တွန်ကတော့လူတက်တဲ့သတင်းတွေကဘန်မန်းမဟုတ်ဘူးဆိုပြီးဖမ်းချင်ကိုယ့်ဘာသာကိုဖမ်းလို့ပဲပြောလိုက်ပါတယ် ဒါကြောင့်မျိုးတော်ကောင်းစီကွင်အားသာကပန်မန်းကိုဝိုင်းဖန်ဖို့ရှိတဲ့ရဲတွေနဲ့တိုင်ပင်ဆွေးနွေးကန်ဖွင့်လိုက်ပါတယ်။ရဲတွေကပန်မန်းကိုထောင်ချောက်ဆင်ဖန်ဖို့လင်းတို့အချက်ပြမိကိုဖွင့်ဆောင်နေခဲ့ကြပေမဲ့ပန်မန်းကတော့မပေါ်လာခဲ့ပါဘူး။ပန်မန်းကဘတ်စ်ဘရွန်စကီတည်ဆုံခဲ့တဲ့အုတ်ကူကအခင်းဖြစ်ရာနေရာကိုသွားပြီးတိုင်လွန်စာရှာဖွေနေတာဖြစ်ပါတယ်။ ဇလန်းအစမှာတော့ငါတေဆုံးခဲ့တဲ့ချက်ကီဆိုးဆိုတဲ့သူကိုတတ်ဖို့စူးစမ်းခဲ့တဲ့မျက်နှာဖုံးဝစ်လူရဲ့အဒက်ပိုဂျန်ဓာတ်ငွေ့ဓာတ်ဥအကျဉ်းကြံတွေကိုပဲအခင်းဖြစ်ရာနေရာမှာဗန်မန်တရားကိုထပ်မံရှာတွေ့ခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ဗန်မန်ကတင်းကျိုင်းရောင်တုံရောက်ခိုင်သူမိဘရဲ့အုတ်ဂူနာကိုတစ်ချက်သွားကြည့်လိုက်တဲ့အခါမှာရီဆောင်းဖြစ်သူအန်ဒရီယာကိုတွေ့သွားခဲ့ပါတယ်။အန်ဒရီယာကလည်းထုံးစံတိုင်းသူမိခင်ရဲ့အုတ်ဂူကိုလာရောက်စကားပြောတာဖြစ်ပါတယ်။ အန်ဒရီယာကသူ့မိခင်အော့ဂူကိုစကားပြောနေတဲ့အချိန်မှာဘန်မန်ကလာချောင်းနေတာကိုတွေ့သွားခဲ့ပြီးဘန်မန်ကိုဘရုစ်ဝိတ်မန်တန်းသိသွားခဲ့ပါတယ်။ဘန်မန်ကတော့ချက်ချင်းပဲထပ်ပြေးသွားခဲ့ပါတယ်။ဒီလိုနဲ့ဂေါ်ဇန်မျိုးတွေကိုအကြကြီးနေမှာပြန်အောင်လာပြေးခဲ့တဲ့အန်ဒရီယာနဲ့အာဇာတို့နှစ်ယောက်ညစာအတူတူစားနေခဲ့ကြပါတယ်။ဒါကိုအန်ဒရီယာရဲ့ရည်စားအောင်ဖြစ်သူဘန်မန်ကတော့တိုက်ပေါ်ကနေမှန်ဘလူးနဲ့ချောင်းကြည့်နေပါတယ်။အာဇာနဲ့အန်ဒရီယာကအရင်ကတည်းကမိတ်ဆွေတွေဖြစ်ပါတယ်။အန်ဒရီယာရဲ့အဖေနဲ့လည်းအာဇာကယင်းဒီကျွမ်းမှုရှိပါတယ်။ အာသာကအန်ဒရီယာကိုစိတ်ဝင်စားနေတာကတော့အားလုံးယိမ့်မိကြမှာပါ။ဘန်မန်းကတော့အန်ဒရီယာရဲ့လက်ကိုအာသာကကင်ထားတဲ့မြင်ကွင်းကိုမန်ဘလူးနဲ့ချောင်းကြည့်နေရင်အတိတ်ကစကြောင်းကိုပြန်တွေးနေပါတယ်။အတိတ်တုန်းကကော်ဇန်ကဘာကွန်စီပြပွဲတစ်ခုကိုဘရုစ်ဝိန်းနဲ့အန်ဒရီယာတို့နှစ်ဦးကအတူတူရှောက်လက်ခဲ့ပူးကြပါတယ်။အတွဲတွေဆိုတော့မုန့်စားလေပဲကစားကွင်းတွေရှောက်သွားလောက်ကြတာပေါ့။ Bruce Wayne ကတော့ Batmobile နဲ့တော်တော်ဆင်တူတဲ့ကားအနေကြီးတစ်စီးကိုအဲ့ဒီကုန်စည်ပြပွဲမှာတွေ့သွားခဲ့ပါတယ်။ဒီကားပုံစံကို inspire ယူပြီး Batman ကသူ့ရဲ့ကားကြီးကိုဖန်တီးခဲ့တာဖြစ်ပါတယ်။ကုန်စည်ပြပွဲကနေပြန်လာပြီးနောက်မှာတော့ Andrea က Bruce Wayne ကိုသူ့အဖေနဲ့မိတ်ဆက်ပေးမယ်လို့ပြောလိုက်ပါတယ်။ Bruce Wayne ကလည်းလက်ခံလိုက်တဲ့အတွက် Andrea ကသူ့အဖေနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ Andrea ရဲ့အဖေကအဲ့ဒီကလေးကတရားရုံးရေးရာစာရွက်စာတမ်းကိစ္စတွေနဲ့ပတ်သက်ပြီးအာသာနဲ့အလုပ်တွေလုပ်ခဲ့မှုပါတယ်။ အာသာနဲ့ဘရုစ်ကအဲ့ဒီချိန်မှာအန်ဒရီယာရဲ့အဖေမိတ်ဆက်ပေးလိုက်လို့စတင်တွေ့ဆုံခဲ့ဘူးတာဖြစ်ပါတယ်။အန်ဒရီယာကဖခင်ဖြစ်သူနဲ့ဘရုစ်ဝိန်ကိုမိတ်ဆက်ပေးနေတဲ့အချိန်မှာတော့ဆာဗာထရောဗလက်စထရာတို့အဖွဲ့ကအန်ဒရီယာရဲ့ဖခင်ဖြစ်သူစီကိုရောက်ချလာခဲ့ပါတယ်။အန်ဒရီယာရဲ့ဖခင်နဲ့ဆာဗာထရောဗလက်စထရာတို့နှုတ်ကစီးပွားရေးကိစ္စပြောစရာရှိရဆိုလို့ဘရုစ်ဝိန်နဲ့အန်ဒရီယာလည်းအပြင်ကိုထွက်လာခဲ့ပါတယ်။ Bruce နဲ့ Andrea အပြင်ကိုထွက်လာတဲ့အချိန်မှာလမ်းသေးရဲ့အုပ်စုတစုကလူတစ်ယောက်ကိုဓားမြတိုက်နေရအောင်တွေ့သွားခဲ့ပါတယ်။ ဒါကို Bruce ကလက်ပိုက်ကြည့်မနေနိုင်လို့ဝင်ရောက်ကတင်ခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။ Andrea ကတော့ Bruce ကိုစိတ်ပူလို့အဆင်ပြေလားဆိုပြီးပြောလာခဲ့ပေမဲ့ Bruce ကတော့ဒေါသတွေထွက်အားတွေမရဖြစ်နေပြီးအိမ်ကိုချက်ချင်းပြန်သွားခဲ့ပါတယ်။အိမ်ကိုပြန်ရောက်တော့လူစိုးရင်းဘဝကိုပဲရွေးချယ်ရမလား။ Andrea နဲ့ပဲမိသားစုဘဝတစ်ခုဖန်တီးရမလားဆိုတာကို Bruce တရားဝေခွဲမရဖြစ်နေခဲ့ပါတယ်။ Andrea ကတော့ဖုန်းဆက်ချပေမဲ့ Bruce ကစိတ်ရှုပ်နေတဲ့အတွက်ဖုန်းမကင်ခဲ့ပါဘူး။နောက်ပြီးတော့ Bruce ကသူ့မိဘတွေရဲ့အောက်ကူစီကိုသွားလိုက်ပါတယ်။ သူဝေခွဲမရဖြစ်နေတဲ့ဘဝနှမျိုးနဲ့ပတ်သက်ပြီးဘာလို့ရမှန်းမသိတော့လို့တယောက်တည်းစကားတွေပြောနေခဲ့ပါတယ်။ဒါပေမဲ့အန်ဒရီယာကအောက်ကူအထီရောက်လာပြီးဘရုစ်ကိုအားပေးခဲ့ပါတယ်။တိုက်ပေါ်မှာအန်ဒရီယာကိုချောင်းကြည့်ရင်ဒီလိုမျိုးအတိတ်ကရင်နာစရာအကြောင်းတွေကိုဘက်မန်တယောက်ပြန်လည်တွေးမိနေခဲ့တာဖြစ်ပါတယ်။ ခုချိန်မှာတော့ပန်းနိုင်ရင်ချက်ဖြစ်နေတဲ့အဖိုးကြီး Salvatore Velastra ကသူတို့စီးပွားဘက်တွေသာမကသူ့ကိုပါပန်းမန်းကနောက်တစ်ချိန်မှာလာသက်တော့မှာကိုချိုးသိနေတဲ့အတွက်ကုရကရမဲ့နေပါတယ်။ဒါကြောင့်မြို့တော်ကောင်စီဝင်အာဇာကိုတွားရအကူညီတောင်းခဲ့ပေမဲ့အာဇာကရဲအကူညီယူဖို့လိုပဲပြောပြီးထွက်သွားခဲ့ပါတယ်။ဖိုးကြီး Salvatore Velastra ကတော့ပန်းမန်းကိုကြောက်နေပြီဖြစ်တဲ့အတွက်ရဲအကူညီနဲ့မလုံလောက်တော်မှန်သူသိနေခဲ့ပါတယ်။ Salvatore Velastra ကသူ့ကိုလာတက်မဲ့သူကမျက်နှာဖုံးဝဲလူလို့မထင်ပဲတရင်စာတွေပဲဖတ်တာပြီးပန်မန်းလိုပဲထင်နေတာဖြစ်ပါတယ် အဲ့ဒီချိန်မှာဘမ်မန်ကတော့တည်ဆုံသွားပြီဖြစ်တဲ့ဘတ်ဘရွန်စကီနဲ့ချက်ကီဆိုရိုနှစ်ယောက်က Servitor Vlastra ရဲ့စီးပွားဘက်တွေဖြစ်နေမှစုံစမ်းသိရှိသွားခဲ့ပါတယ်။ဒါကြောင့်ဘမ်မန်က Andrea ရဲ့အိမ်ကိုတိတ်တဆိတ်သွားရောက်ပြီး Andrea ရဲ့အခန်းထဲမှာ Andrea ရဲ့ဖခင်နဲ့ Servitor Vlastra တို့ကစီးပွားရေးမိဖတ်တွေဖြစ်ခဲ့ဘူးတာကိုရှာတွေ့သွားပါတယ်။ဒီလိုနဲ့အတိတ်ကစကြောင်းတစ်ခုကိုပြန်ပြလာခဲ့ပါတယ်။ အတိတ်တော့ကအန်ဒရီယာကဘရူးစီကိုရောက်လာပြီးအန်ဒရီယာရဲ့အဖေကနောက်တစ်ပတ်ကျရင်ဥရောပကိုလိုကေးချနဲ့သွားမှာဖြစ်တဲ့အတွက်သူမပါလိုက်သွားရမှာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ဘရူးစ်ကတော့လိုက်မသွားဖို့တားမြစ်ခဲ့ပြီးအန်ဒရီယာကိုတစ်ခါတည်းလက်ထပ်ဝင်တောင်းခဲ့ပါတယ်။ဘရူးစ်ကတော့လူဇိုဒင်းဘွားကိုမရွေးချယ်ပဲအန်ဒရီယာနဲ့မိသားစုဘွားဖန်နီဘိုကိုရွေးချယ်တဲ့အတွက်အန်ဒရီယာကလည်းဘရူးစ်ရဲ့ proposal ကိုလက်ခံလိုက်ပါတယ်။ ညဘက်ရောက်တော့ Andrea ရဲ့အိမ်ကို Bruce ကကားနဲ့လိုက်ပို့ခဲ့ပါတယ်။အဲဒီအချိန်အိမ်ထဲမှာဖောက်ရင်ဖြစ်သူနဲ့ Salvatore Vlastar တို့အဖွဲ့ကစီးပွားရေးကိစ္စအငင်းခုန်ဖြစ်နေကြတာကို Bruce နဲ့ Andrea တို့နှစ်ယောက်တွေ့သွားခဲ့ပါတယ်။ Andrea ကတော့သူ့ရဲ့ဖခင်ကို Bruce လက်တော့ဝန်းနောင်းထားတဲ့ကိစ္စကိုမနှက်ဖြံမှာပြောပြတာပဲကောင်းမယ်ထင်တယ်ဆိုပြီး Bruce ကိုနှုတ်ဆက်လိုက်ပါတယ်။ Bruce လည်းအိမ်ပြန်သွားရပေမဲ့ Andrea ရဲ့အိမ်ရှိမှာစောင့်ကြနေတဲ့ Salvatore Vlastar ရဲ့လက်အောက်ငယ်သားတယောက်ကိုတော့မသိငါတဲ့အကြည့်နဲ့ကြည့်နေခဲ့မိပါတယ်။ တရက်မှာတော့ Bruce ကသူ့ဆိုင်အောက်မှာရှိတဲ့ Lino Gu တွေကိုရှာဖွေနေတော့ Indodain Alfred ကသတင်းစိုးတစ်ခုနဲ့အတူ Bruce စီကိုရောက်လာခဲ့ပါတယ်သတင်းဆိုကတော့ Andrea ကဖခင်ဖြစ်သူနဲ့ဥရောပကိုလိုက်သွားရပြီဖြစ်ကြောင်းရေးထားတဲ့စာတစောင်းနဲ့အတူလက်တခွင်တောင်းထားတဲ့လက်စွပ်ကိုပါ Bruce ကိုပြန်မေးခဲ့တာဖြစ်ပါတယ်။ Andrea ရဲ့အကြောင်းပြချက်ကတော့ငယ်သေးလို့နဲ့အချိန်ယူဖို့လိုအပ်တာကြောင့်ထွက်သွားရတာဖြစ်တယ်လို့စာထဲမှာရေးထားခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ Lino လူသားကြီးတယောက်အသေးကွဲသွားခဲ့ပြီးသူဆွလွတ်ခဲ့တဲ့လူစိုးတိမ်ဘဝကိုပြန်လည်ဝင်ရောက်ခဲ့ပါတယ်။ အခုအချိန်မှာဒီလိုအတိတ်ကအကြောင်းတွေကိုဗန်မန်တယောက်ပြန်စင်းစားရင်အန်ဒရီယာရဲ့အိမ်ထဲကဆာဗီဒိုဗလက်စတာတို့ဖွဲ့နေအန်ဒရီယာရဲ့ဖခင်တို့တွဲရိုက်ထားတဲ့တပ်ပုံတစ်ခုကိုယူသွားခဲ့ပါတယ်။ကူယာကေယာမဲနေပြီဖြစ်ပြီးအကြောက်လွန်နေတဲ့အဖိုးကြီးဆာဗီဒိုဗလက်စတာကတော့ကြံရမရတဲ့အဆုံးကော်တန်မျိုးရဲ့ကုန်စီပြပွဲအဆောက်အုံပြက်ကြီးတစ်ခုထဲမှာနေထိုင်နေတဲ့ဂျိုကာစီကိုတွားရောက်ပြီးဗန်မန်ကိုတတ်ပေးဖို့အတွက်အကူအညီတောင်းခဲ့ပါတယ်။ ဂျိုကာကတော့ယူနေတဲ့ကောင်ဖြစ်တဲ့အတွက် Servitor Blastra ကိုပြပြုံးလေးနဲ့သေးသွားအောင်ဂျိုကာ Gas အသုံးပြုပြီးတက်လိုက်ပါတယ်။ဘန်မန်က Andrea C ကို Andrea ရဲ့ဖခင်က Servitor Blastra လို့ဒူးစရိုက်သမားတွေနဲ့ပတ်သက်မိလို့အခုလိုဖြစ်ခဲ့ရတဲ့အကြောင်းကိုသွားရောက်ပြောပြခဲ့ပါတယ်။ Andrea ကတော့ဘန်မန်နဲ့စကားမပြောချင်တော့လို့အခန်းထဲကထွက်သွားခိုင်းလိုက်ပါတယ်။ဘန်မန်ထွက်သွားတော့ Andrea တယောက်အခန်းထဲမှာငိုကြွေးနေခဲ့ပါတယ်။တညမှာတော့မျက်နှာဖုံးဝင်လူကအဖိုးကြီး Servitor Blastra ကိုတတ်ဖို့အတွက်သူ့အိမ်ကိုရောက်လာခဲ့ပါတယ်။ ဒါပေမဲ့သူမြင်လိုက်ရတာကတော့ချိုကာဂက်စတီသွားလို့ရေမောပြီးသေဆုံးသွားခဲ့ရတဲ့ Servitor Blastra ကိုပဲဖြစ်ပါတယ်။ဒါအပြင်ချိုကာက Servitor Blastra ရဲ့ပေါင်ပေါ်မှာချင်းငိုင်ဘုံတစ်လုံးကိုတင်ထားခဲ့ပါသေးတယ်။မျက်နှာဖုံးဝင်လူလဲဘုံပေါက်တော့မှတည့်ရတဲ့အတွက်ပြည်တဲ့ပေါက်မှန်ကိုခွဲပြီးကုန်ထွက်သွားခဲ့ပါတယ်။အပြင်ရောက်သွားတဲ့အခါမှာတော့မျက်နှာဖုံးဝင်လူနောက်ကိုဗန်မန်ကလေးမျက်နှာလိုက်လာခဲ့ပါတယ်။ဗန်မန်ကလေးမျက်ကိုအော်တိုပိုင်လော့မူထားလိုက်ပြီးမျက်နှာဖုံးဝင်လူပေါ်ကို ခုံလိုက်ပါတယ်။ညနေဖုံးဝဲလူနဲ့ဖန်မန်းတို့နှစ်ယောက်တိုက်ပေါ်မှာတိုက်ခိုက်နေတဲ့အချိန်မှာကင်းနဲ့နေတဲ့ရဲရဟန့်ရင်တစီကမြင်သွားတဲ့အတွက်ညနေဖုံးဝဲလူကထွက်ပြေးသွားပါတယ်။ဖန်မန်းကိုတော့ရဲတွေကမြင်သွားပြီးလိုက်လံဖမ်းဆီးကြပါတယ်။ဖန်မန်းရဲ့လေပြန်းနာကိုလည်းရဲတွေကဝိုင်းထားလိုက်ကြပါတယ်။ရဲတွေကရဟန့်ရင်ပေါ်ကနေဖန်မန်းကိုဝိုင်းပစ်ကြပါတယ်။ဖန်မန်းကပြင်းရင်လွှားရင်နဲ့တရားပေါ်ခုံချလိုက်တဲ့အခါမှာရဲတွေကဇနက်တွေနဲ့ဝိုင်းထားလိုက်ပါတယ်။ဖန်မန်းကခုံချလိုက်ပြီးဆောက်လို့ရဝင်နဲ့ဝင်ပြေးပါတယ်။ဒါကြောင့် ဗမန်းထွက်ပြေးလို့မရအောင်ရဲတွေကဆောက်လို့ရဝင်ကိုပတ်ပတ်လဲဝိုင်းထားလိုက်ပါတယ်ရဲတွေကဆောက်လို့ရဝင်းနယ်ကိုမျက်ရည်ရုံပစ်ထက်လိုက်ပြီးသနတ်တွေနဲ့စတိုက်ပစ်လိုက်တာကြောင့်ဆောက်လို့ဝင်းနယ်က gas boo တွေဟာကြီးထိပြီးပောက်ကွဲသွားပါတယ်။ gas boo တွေနားမှာရောက်နေတဲ့ဗမ္မာလည်းပောက်ကွဲမှုကြောင့်ဒဏ်ရာပြင်းထန်ရသွားပါတယ်။ဒဏ်ရာရနေတဲ့ဗမ္မာရှေ့ကိုရဲရဲဟဲ့ရင်ကရောက်လာပြီးဖမ်းမှုလုပ်တဲ့အတွက်ဗမ္မာကသူ့ရဲ့ grab gun နဲ့ရဲရဲဟဲ့ရင်ကိုလှမ်းပစ်လိုက်ပါတယ်။ ဘမ်မန်းကအာယုံလွှဲတဲ့အနေနဲ့ပြစ်လွှတ်လိုက်တဲ့ grabber gun ကိုတက်သားတိုင်းတစ်ခုနဲ့ချီပြီးသူ့ရဲ့ဝေယုံကိုပါတွဲပေးလိုက်ပါတယ်ရှဲရီကတော့ဗန်မန်းထွက်လာတဲ့အချိန်မီသူ့ရဲ့ဝိယုံကြီးကိုတနတ်တွေနဲ့ဝိုင်းပစ်ကြပေမဲ့နောက်တော့မှသူတို့ဂျင်းထဲခံရမှန်းသိသွားကြပါတယ်။ဝိယုံနဲ့ခေါင်းစုံမပါတော့တဲ့ဗန်မန်းကတော့ဆောက်လို့ရဝင်းနှန်းကနေကြိုးတစ်ခုနဲ့ရှော့ဆင်းပြီးတိုက်တွေကြတဲ့ကိုပြေးဝင်သွားပါတယ်။ရှဲရီကလည်းဗန်မန်းနောက်ကိုအသေးအံလိုက်နေကြတဲ့အချိန်မှာ န်ဒရီယာကကားနဲ့အမြန်ရောက်လာပြီးဒန်ယာရီရနေတဲ့ဗမ်မန်းကိုကားပေါ်တင်ပြီးမောင်းပြေးသွားပါတယ်။ရှဲရီကတော့ဗမ်မန်းကိုမဖမ်းမိခဲ့ကြတော့ပါဘူး။အန်ဒရီယာကဗမ်မန်းရဲ့အိမ်ကိုမောင်းသွားခဲ့တာဖြစ်ပါတယ်။အိမ်ရောက်တဲ့အခါဗမ်မန်းကိုအန်ဒရီယာနဲ့အယ်ဖရက်ကဆေးစီးပြီးနေကြပါတယ်။အန်ဒရီယာကတော့သတင်းထဲမှာတွေ့လိုက်လို့ဗမ်မန်းကိုအမြန်လာခဲ့တယ်လို့ပြောလိုက်ပါတယ်။ဗမ်မန်းကတော့ဘာလို့အန်ဒရီယာရဲ့အဖေကိစ္စနဲ့ပတ်သက်ပြီးသူ့ကိုဘာလို့အမှန်တိုင်းမပြောခဲ့ရလဲဆိုပြီးအန်ဒရီယာကိုမေးလိုက်ပါတယ်။ ဒီလိုနဲ့အတိတ်ကအကြောင်းတွေကိုအန်ဒရီယာကပြန်ပြောပြပါတော့တယ်အန်ဒရီယာကိုဘရုစ်ကလက်တက်ဝတ်နှောင်းပြီးအန်ဒရီယာရဲ့အိမ်ကိုပြန်လာတဲ့နေ့မှာအန်ဒရီယာရဲ့ဖခင်ဖြစ်သူနဲ့ဆာဗေတောဗလက်စတာတို့ဒုစရိုက်ကိန်းသားတွေဟာစီးပွားရေးကိစ္စနဲ့ပတ်သက်ပြီးငင်းခုန်တွေဖြစ်နေခဲ့ကြပါတယ်အခန်းထဲကအတန်တွေကိုကြားလို့တကားပွင့်ကြည့်လိုက်တဲ့အန်ဒရီယာကိုဆာဗေတောဗလက်စထရာရဲ့လူတွေကဖမ်းချုပ်ထားလိုက်ပါတယ်။အန်ဒရီယာရဲ့ဖခင်ဖြစ်သူကတော့24နှစ်အတွင်း အကျွေးပေးနိုင်အောင်လုပ်ပေးပါမယ်ဆိုပြီး Servitor Vlastra ကိုတူတောက်တောင်းပန်လိုက်တဲ့အတွက် Vlastra ကလက်ခံလိုက်ပါတယ်။ Servitor Vlastra ပြန်သွားတဲ့အချိန်မှာ Andrea ရဲ့ဖခင်ဖြစ်သူကနိုင်ငံခြားကိုထွက်ပြေးဖို့ပြင်ဆင်ခိုင်းပါတယ်။အကျွေးကချက်ချင်းမပေးနိုင်သေးဘဲနောက်ထပ်လလောက်ကြာမှပေးနိုင်မှာဖြစ်တဲ့အတွက် Vlastra ကနားလည်ပေးနိုင်မှာမဟုတ်ပဲတက်ပြတော့မှာဖြစ်လို့ Andrea ရဲ့ဖခင်ကထွက်ပြေးဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။အဲဒီညမှာပဲ Andrea တို့သားဖနေအောင်ခေါ်ဆောင်ကနေထွက်သွားပြီးဥရောပတခွင်လုံးလှည့်ပတ်ပေါ်အောင်နေထိုင်ခဲ့ကြရပါတယ်။ ဟန်ရီယာရဲ့ဖခင်ကပတ်စံပြန်လည်ချမ်းသာလာခဲ့တဲ့အခါမှာဗလက်စထရာကိုအကျွေးပြန်ဆက်ဖို့ကြိုးစားခဲ့ပေမဲ့ဗလက်စထရာတို့ကမကျေနပ်နိုင်ပဲဟန်ရီယာဖခင်ကိုတပ်ပစ်ချင်နေကြတာဖြစ်ပါတယ်။ဒါကြောင့်ဟန်ရီယာကဖခင်ကိုကာကွယ်ခြင်းနဲ့အတွက်ဖက်ဒန်ဇန်လုံးခေါ်တဲ့မျက်နှာဖုံးဝဲလူအနေနဲ့ဝစ်ဆင်ပြီးဗလက်စထရာရဲ့စီးပွားပဲလက်အောက်ငယ်သားတွေကိုတယောက်ပြီးတယောက်လိုက်လံတပ်ဖြတ်ဖို့ကြိုးစားခဲ့တာဖြစ်ကြောင်းဖမ်းမန်းကိုပြောပြခဲ့ပါတယ်။ဘရုစ်ကလည်းဖြစ်ကြောင်းကိုယ်စင်ကိုသိပြီးတဲ့နောက်မှာဟန်ရီယာကိုနားလည်ပေးခဲ့ပါတယ်။အနမ်းပေးပြီးတော့ပါဗျာ။ ဒီလိုနဲ့အန်ဒရီယာနဲ့ဘရုစ်တို့နှစ်ယောက်သာပြန်တွေ့ခဲ့ကြပါတယ်။အန်ဒရီယာကညာဘက်ကြပြန်တွေ့မယ်လို့ဘရုစ်ကိုပြောပြီးကားနဲ့ပြန်ထွက်သွားခဲ့ပါတယ်။ဘရုစ်လည်းအိမ်ထဲပြန်ဝင်ပြီးအန်ဒရီယာနဲ့ပတ်သက်တဲ့ဓာတ်ပုံတွေပြန်ကြည့်နေရင်အန်ဒရီယာရဲ့ဖခင်ဖြစ်သူနဲ့ဆာဗေတိုဗလက်စထရာကိုခိုင်းသားတွေတွဲရိုက်ထားတဲ့ဓာတ်ပုံတစ်ခုမှမသိငါးစရာတစ်ခုတွေ့ခဲ့ပါတယ်။မသိငါးစရာဆိုတာကတော့ဓာတ်ပုံထဲမှာပါဝင်နေတဲ့ဆာဗေတိုဗလက်စထရာရဲ့လက်အောက်ငယ်သားတွေထဲတစ်ယောက်ကဗန်မန်ရဲ့ရန်သူတော်ကြီးဂျိုကာနဲ့ရုပ်တူနေတာကိုပဲဖြစ်ပါတယ်။ ဒါကြောင့် Bruce ကဘေးနားမှာရှိတဲ့ဘောဘဲအနီနဲ့တပ်ပုံဘောကလူရဲ့ပါဇက်နာကိုလိုင်းချောင်းတစ်ခုဆွဲကြည့်လိုက်တဲ့အခါမှာ Joker မှချက်ချင်းသိသွားခဲ့ပါတယ်။အရင်တုန်းက Joker က Salvatore Vlastra ဦးဆောင်တဲ့ဒုစရိုက်ကိုင်းတစ်ခုမှပါဝင်ခဲ့မှုပါတယ်။ဒါကြောင့်လဲ Salvatore Vlastra ကအသက်ကြီးသွားတဲ့အခါ Andrea ကသူ့ကိုလိုက်တက်တော့မှကိုကြောက်တဲ့အတွက် Joker ကိုလာရောက်အကူအညီတောင်းခံခဲ့မိတာဖြစ်ပါတယ်။မျိုးရောကောင်းစီဝင်အာသာကတော့ရဲတွေဝိုင်းဖမ်းတာတော့ဘမ်းမန်းကလွတ်သွားလို့ဒေါသတွေထွက်နေပါတယ်။အဲဒီချိန်မှာ Joker ကအာသာစီကိုရောက်လာပါတယ်။ ဆာဗတ်တော့ဗလက်စထရာရဲ့ခိုင်းသားတွေကိုဘသူကလိုက်တက်နေရလဲဆိုပြီးဂျိုကာကအာသာကိုမေးလိုက်ပါတယ်။အာသာကဗမ်မန်လိုက်တက်နေရလို့ဖြေလိုက်တဲ့အခါမှာဂျိုကာကမဟုတ်ဘူးဆိုပြီးပြောလိုက်ပါတယ်။နောက်ပြီးတော့ဂျိုကာကလူသက်သမားကအာသာလို့ပါထင်သွားပြီးသူ့ကိုစရိုက်ရမောနေအောင်ဂျိုကာကက်စနဲ့ထိတွေ့ပေးလိုက်ပါတယ်။ဒါကြောင့်အာသာကဆေးရုံရောက်သွားပြီးဇရိုက်ရဲမောနေလို့ဆရာဝန်တွေကစိတ်ငြိမ်စေထိုးပြီးအိတ်ခိုင်းလိုက်ရပါတယ်။အဲဒီအချိန်မှာဗမ်မတ်ကအာသာစီကိုရောက်လာပြီးဂျိုကာကဘာလို့သူ့ကိုကြံရမလို့ထင်ပြီးလာတွေ့ရရလဲလို့မေးလိုက်ပါတယ်။ အတိတ်တုန်းက Salvador Velasquez ရဲ့ခိုင်းသားတွေကိုအကျွေးမပေးနိုင်လို့မြို့ရဲကနေထွက်ပြေးဖို့လုပ်နေကြတဲ့ Andrea တို့သားဖကအာသာစီကိုအကူအညီလာတောင်းခဲ့လို့အာသာကကူညီပေးခဲ့ရပါတယ်။ဒါပေမဲ့မနစ်တုန်းကရွေးကောက်ပွဲလုံးဆောင်ဖို့အတွက်ဝင်ငွေမရှိလို့အာသာက Andrea ရဲ့ဖခင်ကိုငွေကြေးကိစ္စအကူအညီတောင်းခဲ့ပေမဲ့ Andrea ရဲ့ဖခင်ကမပေးနိုင်သေးလို့ညင်းခဲ့ပါတယ်။ဒါကြောင့်အာသာကသူပတ်ဆံရဖို့အတွက်အကျွေးမပေးလို့တတ်ချင်နေတဲ့ Savitov Velastrasi ကိုသွားပြီး Andrea ရဲ့ဖခင်နေထိုင်နေတဲ့နေရာကိုဖောက်ကောင်လုပ်ခဲ့ပါတယ် ဒီဖြစ်စဉ်တွေအကြောင်းကိုအာသာကပန်မန်းကိုပြောပြလိုက်ပါတယ်။ပန်မန်းကဒီကိစ္စတွေကိုအန်ဒရီယာကိုပြောပြဖို့အတွက်အန်ဒရီယာရဲ့အိမ်ကိုသွားတဲ့အခါမှာဂျိုကာကဖုန်းဆက်လိုက်ပြီးဒီเจ้าကနေလက်ဆောင်လေးတစ်ခုပို့ခဲ့တယ်လို့ပန်မန်းကိုပြောလိုက်ပါတယ်။ပန်မန်းစီရောက်လာတာကတော့ဘုံတက်စင်ထားတဲ့လေးအမြန်ရုပ်လေးတစ်ခုဖြစ်တဲ့အတွက်ပန်မန်းကဘက်တရန်နဲ့လှမ်းပစ်လိုက်ပါတယ်။ပေါက်ကွဲမှုအားကပြင်းပေမဲ့ရုပ်လေးအမြန်ကပန်မန်းစီမရောက်ခဲ့တဲ့အတွက်မသေးခဲ့ပါဘူး။အဲ့ဒီအချိန်မှာအန်ဒရီယာကလည်းဂျိုကာနဲ့ထိတ်တဲ့ရင်ဆိုင်မှုအစင်သစ်ဖြစ်နေတဲ့အချိန်မှာတိတ်ကအကြောင်းကိုပြန်စဉ်းစားနေခဲ့ပါတယ်။ တိတ်မာတော့ကဈေးဝယ်ပြီးအိမ်ကိုပြန်လာတဲ့အခါမှာအန်ဒရီယာတယောက်သူ့အိမ်ကနေဂျိုကာထွက်လာတာကိုမြင်ခဲ့ရပါတယ်။ဂျိုကာကအဲ့ဒီအချိန်မှာအန်ဒရီယာရဲ့ဖခင်ကိုတတ်ခဲ့ပြီးပါပြီ။အန်ဒရီယာကတော့သူ့ဖခင်ကပတ်စံပေးခဲ့ပြီးပြီလေလို့ပြောလိုက်ပေမဲ့ဂျိုကာကဘာမှပြန်ပြောတာကြောင့်အိမ်ထဲဝင်ကြည့်ရမှသူ့ဖခင်တည်နေမှန်သိခဲ့ရပါတယ်။ဒါကြောင့်အန်ဒရီယာကဂျိုကာကိုပြန်လည်စားချေဖို့လုပ်ခဲ့တာဖြစ်ပါတယ်။အန်ဒရီယာကဂျိုကာရှိတဲ့နေရာကိုရောက်လာပြီးကိုထင်ပြလာပါတယ်။ဂျိုကာကလက်သီးနဲ့လမ်းထိုးလိုက်တဲ့အချိန်မှာအန်ဒရီယာကရှောင်းလိုက်ပြီး က်ထဲကမိကိုအငွေ့တွေနဲ့ဂျိုကာတက်ရှုချက်အောင်ဟောထုတ်လိုက်ပါတယ်။ဂျိုကာကလည်းသူ့ယင်ပန်းနာကအစိတ်ထုတ်တဲ့ယင်တို့နဲ့အန်ရီယာရဲ့လက်ကိုပြစ်လိုက်ပြီးပြန်လည်တိုက်ခိုက်ပါတယ်။အန်ရီယာကမှောက်ရလဲသွားတဲ့အချိန်မှာဂျိုကာကအပေါ်ကနေခေါ်ပြီးစကားများနေတဲ့အတွက်ဂျိုကာရဲ့ညီလေးကိုအန်ရီယာခြေထောက်နဲ့ကန်လိုက်ပါတယ်။ဒီလိုနဲ့ဂျိုကာနဲ့အန်ရီယာပြန်လည်တိုက်ခိုက်နေကြရင်ဂျိုကာပြတင်းပေါက်မှန်ကိုခွဲပြီးတိုက်ရောက်ကိုခုံပြေးသွားပါတယ်။အန်ရီယာကလည်းအောက်ကိုဆင်းလာတဲ့အချိန်မှာပန်ဂါကြီးကြီးတစ်ခုကိုဂျိုကာထိန်းချုပ်လိုက်ပြီးအန်ရီယာကိုလေယာဉ်နဲ့ပန်ဂါတက်ဝင်သွားအောင်လုပ်ပါတယ် လီယာရန်ပြင်းတဲ့အတွက်အန်ရီယာတယောက်လေဘောလွင့်သွားပြီးတန်တိုင်းတစ်ခုကိုကင်ထားနေရတဲ့အချိန်မှာဘန်မန်းကဆိုင်ကယ်နဲ့ရောက်လာခဲ့ပါတယ်။အန်ရီယာကတန်တိုင်းကိုကြာကြာမကင်ထားနိုင်တော့ဘဲပန်ကာကြီးစီကိုလွင့်သွားပြီးဖြစ်တဲ့အတွက်ဘန်မန်းကဆိုင်ကယ်ကိုအမြန်မောင်းပြီးပန်ကာကြီးစီကိုဆိုင်ကယ်နဲ့ပြစ်ထက်လိုက်တာကြောင့်ပန်ကာကြီးလည်းပျက်စီးသွားခဲ့ရပါတယ်။ဂျိုကာကတော့နောက်ထပ်အကွက်တွေထိုးဆုံးမှုအဆောက်အုံနဲ့ဝင်ပြေးသွားပါတယ်။ဘန်မန်းကတော့အန်ရီယာကိုဖြစ်ချောင်းကုန်စင်သူတည်သွားကြောင်ပြောပြလိုက်ပြီးလက်စားဆက်မချေဖို့ကိုနားချနေပါတယ်။ ဟန်ရီယာကတော့နားမထောင်တော့ပဲမိခိုးငွေနဲ့အတူထွက်ပြေးပြောက်ွယ်သွားပါတယ်။ဘန်မန်းကတော့ဂျိုကာများခေါ်တာနောက်ကိုလိုက်သွားပါတယ်။ဒါပေမဲ့ဘန်မန်းကိုဂျိုကာများခေါ်သွားတဲ့နေရာကမြို့ပုံစံအငယ်စားရှိတဲ့ရုပ်တွေကြားတဲ့ဖြစ်နေပါတယ်။ဘန်မန်းအာယုံများနေတဲ့အချိန်မှာဂျိုကာကနောက်ကနေတိုက်ရုပ်တစ်ခုနဲ့ရိုက်လိုက်တဲ့အတွက်ဘန်မန်းကမှောက်ရလဲသွားပါတယ်။ဂျိုကာကတိုက်ရုပ်မှာရှိတဲ့ချွန်နဲ့ဘန်မန်းကိုထိုးလိုက်တဲ့အခါမှာဘန်မန်းကရှောင်လိုက်ပြီးဂျိုကာရဲ့မျက်နှာကိုသွားတစ်ချောင်းကျွတ်သွားအောင်ထိကန်လိုက်ပါတယ် ဂျိုကာကအယုတ်လီမြန်တွေကိုဝေထင်းခလုံးနဲ့ခေါ်လာပြီးဘတ်မန်ကိုတိုက်ခိုက်ပါတယ်။အယုတ်လီမြန်တို့ရဲ့ဒလတ်တစ်ခုကဘတ်မန်ရဲ့လက်မောင်းကိုဖျက်တိုက်သွားပါတယ်။ဘတ်မန်ကအယုတ်လီမြန်တွေနဲ့အာယုံများနေုံဂျိုကာကအယုတ်ရထားစီးပြီးအသိပြင်းစင်ထားတဲ့ချင်ငယ်ဘုံတစ်ခုကိုနှိပ်လိုက်ပါတယ်။ဒီချင်ငယ်ဘုံကအဆောင်တစ်ခုလုံးပျက်စီးစေနိုင်တဲ့အထိအပြင်းပါတယ်။ဘတ်မန်ကတော့သူ့ကိုတိုက်ခိုက်နေတဲ့အယုတ်လီမြန်တွေကိုဝေယုံနဲ့ဖမ်းလိုက်ပြီးဖျက်ဆီးလိုက်ပါတယ်။ချင်ငယ်ဘုံကနောက်9မိနစ်နေပောက်ကွဲမယ်လို့ဂျိုကာကဘတ်မန်ကိုလှမ်းပြောလိုက်ပြီးထွက်ပြေးသွားပါတယ်။ ဗန်မန်းကလည်းဂျိုကာနောက်ကိုလိုက်ခဲ့တဲ့အခါမှာဂျိုကာကဂျက်ပတ်တလုံးနဲ့ထွက်ပြေးပါတယ်။ဗန်မန်းကအမြန်ပြေးလည်နိုင်တဲ့အတွက်ဂျက်ပတ်နဲ့ထွက်ပြေးနေတဲ့ဂျိုကာကိုဖမ်းမိသွားပါတယ်။ဂျက်ပတ်ကလူတယောက်စာပဲရတဲ့အတွက်အလေးချိန်ကိုမထိနိုင်တော့ဂျိုကာရောဗန်မန်ရောမြေပြင်ပေါ်ကိုပြုတ်ချသွားပါတယ်။အဲဒီအချိန်မှာဒန်ယာရီရနေတဲ့ဂျိုကာရဲ့ရှေ့ကိုအန်ဒရီယာရောက်လာပြီးလက်စားချေဖို့ကြိုးစားပါတယ်။ဗန်မန်းကတော့ဒီအဆောင်တစ်ခုလုံးကပေါက်ကွဲပစ္စည်းတွေတက်ဆင်ထားတာဖြစ်လို့မကြခင်ဘုံပေါက်တော်မှာဖြစ်ကြောင်းနဲ့အန်ဒရီယာကိုထွက်ပြေးဖို့ပြောလိုက်ပါတယ်။ ဟန်ဒရီယာကတော့ထွက်မပြေးပဲဂျိုကာကိုဖမ်းချုပ်ထားပြီးဘက်မန်ကိုနှုတ်ဆက်စကားပြောလိုက်ပါတယ်။အဲဒီအချိန်မှာအဆောင်အုံတစ်ခုလုံးကိုတက်ဆင်လာတဲ့ချင်းကဘုံတွေအားလုံးပောက်ကွဲသွားပါတယ်။ဂျိုကာကတော့ဘုံတွေကွဲသွားလို့ဇဒတ်ရည်နေတဲ့အချိန်မှာဟန်ဒရီယာကမိခိုးငွေနဲ့အတူဂျိုကာကိုပါခေါ်ပြီးထွက်ပြေးသွားပါတယ်။ဘုံကပောက်ကွဲရပြင်းတဲ့အတွက်ဘက်မန်လည်းမြေကြီးပေါ်ကနေကျွန်းချပြီးရေစိုးမြောင်းတွေကိုပြုတ်ချသွားပါတယ်။ဘက်မန်ကတော့အသက်ရှင်သွားခဲ့ပြီးမယ်ဂျိုကာနဲ့ဟန်ဒရီယာကတော့ပြတ်ဆုံးသွားခဲ့ပါတယ်။ဒီလိုနဲ့ဟန်ဒရီယာကိုမကင်နိုင်ခဲ့လို့ဘက်မန်တရားကိုဘက်ကိတ်ထဲမှာဝမ်းနဲ့ပူဆွေးနေရပါတယ်။ အဖရာကတော့အပိစကားတွေပြောပေးနေတာပေါ့အဲ့ဒီအချိန်မှာဘတ်မန်ရဲ့ဘက်ဂစ်တနေရာမှာဘတ်မန်နဲ့အန်ဒရီယာတို့တပ်ပုတ်လေးထည့်သိမ်းထားတဲ့ဆွဲသီးလေးတစ်ခုကိုအန်ဒရီယာကလာထားသားတဲ့အတွက်ဘတ်မန်ကရှော့ထိတ်သွားခဲ့ပါတယ်အန်ဒရီယာကတော့တင်မွန်ဒဇင်းနဲ့အတူကော်ဇန်မျိုးကနေပြန်လဲထွက်ခွာသွားခဲ့ပါတယ်ဂျိုကာကတော့သေသလားရှင်သလားမသိရပေမဲ့ရှင်ဖို့များပါတယ်ဘတ်မန်ကတော့အသေးကွန်းနေပေမဲ့လည်းသူ့ရဲ့ညဘက်ကင်းလဲတဲ့လူโซထိန်အလုပ်ကိုဆက်လက်လုပ်ကြရလျက်ရှိနေဆဲပဲဖြစ်ပါတယ် ဒါကတော့လူသိမ့်မသိတဲ့ဗမန်းရဲ့အသက်ကွက်တဲ့ဇလန်လေးတစ်ပုဒ်ပဲဖြစ်ပြီးကျွန်တော်ကိုယ်တိုင်သဘောကျမိတဲ့အတွက် recap လေးပြန်လုပ်ပေးထားတာဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြတာပေါ့ဗျာ။